ဆောဆူအားမိုးရွာမြို့နယ်ပလင်ကုန်းရွာကိုစီနင်းဝင်ရောက်ပြီးတော့ဖုန်ကြီးတစ်ပါးနဲ့ပြည်သူတို့အုပ်တို့ကိုမေလ31ရက်မနေ့ကတစားကန်လူသားတိုင်းကအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဒေသခံတွေကအမှတ်ပြခုပြောပါရယ်မေလ28ရက်မနေ့ပိုင်းမိုးရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခရဲကထွက်လာတဲ့အင်အား100ခန့်မှဆောဆူအားမိုးရွာနဲ့ဗုဒ္ဓလင်မြို့နယ်တဲစစ်ကြောင်းနှစ်ကြောင်းခွဲပြီးရွာစင်လှည့်ပြီးစစ်ကြောင်းထို့အကြမ်းဖက်နေရပါဆောဆူဖမ်းဆီးခေါ်ဆောင်သွားတဲ့ပလင်ကုန်းရွာက ဟုံးကြီးတစ်ပါးနဲ့ပြည်သူတို့ဟာအခုချိန်ထိပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ဒေတာရင်းရကြေးပြည်သူ့ကာကွယ်ရေးအဖွဲ့ပကပအဖွဲ့ဝင်တို့က MP ကိုပြောပါရယ်ဒီကနေ့ဇွန်လ၁ရက်မနက်ပိုင်းမှာတော့ဆောစုတပ်ဖွဲ့ကနမခရဲ့အနောက်မြောက်ဘက်တစ်စိတ်မင်ရွာကနေမယိုးတော်ရွာဘက်ကိုဥတီနေပြီးနောက်တစ်ဖွဲ့ကဘုဒ္ဓလင်းဝုံရွာလမ်းဘေးဇီးတော်ရွာအနီးကစေတနာစီဆိုင်အနားမှာအထိုင်ချနေပါရယ်ဆောစုရန်ကျောင်းကျွဲရဲတမန်တာတောင်ပလူကြီးပရုံရွာ ဖန်ကားချင်းဇီတော်မယိုးတော်တစ်စိတ်ပင်မြို့ပေါ်နဲ့ထဏောင်းကိုစားတဲ့မုံရွာနဲ့ဘုဒ္ဓလင်နဲ့ကျေးရွာတွေကထောင်ထဲချီတဲ့ပြည်သူတွေမိုးရဲရေတဲ့စပေးဆောင်ထွက်ပြေးနေကြတယ်လို့ဒေသခံတွေကပြောပါတယ်။